အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တွေကလူရယ်လို့ဖြစ်လာကြတဲ့ကအလောတောင်ဝင်ဝတရားရယ်လို့ကိုစီကိုစီပါလာခဲ့ပြီတာပါဒီလိုမျိုးကိုစီအလောတောင်ဝင်တွေကိုထမ်းဆောင်တဲ့အခါမှာအစမပြေမှုတွေကြောင့်အမားရဲ့နေကနေပြဿနာတွေဖြစ်လာနိုင်ပါတယ်မယ်စင်အလောတောင်ဝင်ငယ်လေးတွေလုံနေတဲ့အခါတော့ကသာပြဿနာအသေးလေးတွေကိုခက်လက်လက်ဖြစ်ရှင်းနိုင်ပေမဲ့အရေရောက်လာပြီဆိုတာနဲ့အလုပ်တွေများလာပြီထမ်းဆောင်ရတဲ့တောင်ဝင်ဟာကြီးမားလာပါ ဒီခါမှာငယ်ကလိုမျိုးတက်နာအတဲလေးတွေမကဘဲနဲ့ဘွားတစ်ခုအနာဂတ်တစ်ခုကိုလက်စီတားစေနိုင်တဲ့အထိကြီးမားတဲ့တက်နာတွေကြုံလာနိုင်ပါတယ်။ဒီလိုဖြစ်လာရင်ငယ်ကလိုမျိုးဘာမှမဟုတ်ပဲပြေးတော့မှာပါလို့မထင်လိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့ဘွားကမအေးဝင်းစီရင်တာမဟုတ်လို့ပါပဲ။ဒီတော့မိမိရှာမလာငင်တားဆိုလို့ပဲတက်နာတဲ့လေးတွေကနေဖြစ်နာအကြီးကြီးဖြစ်မလာဘူး။ဘလို့ဖြေရှင်းရမယ်ဆိုတာကိုကျွန်တော်တို့ Honesty Private School ရဲ့ grade ကနေတင်ဆက်လိုက်တဲ့ဒီ problem solving ဆိုတဲ့ presentation လေးကိုအဆုံးထိလိုက်ပါကြည့်လိုက်ကြပါအောင်လို့တိုင်တောင်းလိုက်ရပါတယ်။ကတ္တနာလေးဆိုတာဟာမှားယုံမှုတိတိလေးတွေကနေတဖြည်းဖြည်းဖြစ်လာနိုင်တယ်လို့မထင်မှတ်တဲ့အချုပ်အခြာတွေကြောင့်လည်းဖြစ်လာနိုင်ပါတယ်။မှားယုံမှုတွေကြောင့်ပြဿနာမဖြစ်အောင်အမှားယုံမရှိစေဖို့ကြိုးစားလို့ရပါမယ်။မထင်မှတ်ဖြစ်တဲ့ပြဿနာတွေကိုတော့ကြိုတင်ရှောင်လင်းနိုင်ဖို့ခက်ခဲပါတယ်။ ဒါဆိုပြဿနာဖြစ်လာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာဒီအစဉ်ချဆင်းနဲ့လေ့လာကြည့်အောင်ပါ At the front explore set goals look at alternatives select implement step by step ဆောက်တဲ့အစားအုပ်ဟာအခြေခံတယ်လို့တစဉ်ချင်းအမြင့်ကိုတက်တလန်းတဲ့လူပြောက်ဟာလဲဟိုးအောက်ထိပြုံမကြနိုင်ပါဘူးဒါကြောင့်မို့လို့ဒီအထက်မှာဖော်ပြခဲ့တဲ့သတင်းတွေကိုတစ်စဲမှမကြော်ပဲတခြားဖြစ်ရှင်းတတ်ဖို့ရအရေးကြီးပါတယ်။ ါဆိုဒီအစင်းချောက်ဆက်ကိုအတဲတဝက်လေ့လာကြည့်ရလိုက်ရအောင်လားဗျာ identify ပြဿနာကိုမျိုးစားခွဲပါဒီနာပြင်းချင်းရဲ့အစင်း60နဲ့ကပထမဆုံးနဲ့အရေးကြီးဆုံးအစင်းဖြစ်တဲ့ identify လို့ခေါ်တဲ့အမျိုးအစားခွဲခြင်းအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင်နော်။ဒီအစင်းဟာဆိုရင်ပြဿနာကိုရှင်းရှင်းလင်းလင်းနဲ့တိတိကျကျသိရအောင်လို့ပြုလုပ်ခြင်းပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါရဲ့ရှင်။ဒီမှာတို့ကတစ်ခုခုကိုဖြေရှင်းတော့မယ်ဆိုရင်အရင်ဥဆုံးဘာကိုဖြေရှင်းရမှာလဲ ပြဿနာရဲ့အရင်းမြစ်ကဘာလဲဒါကလည်းပဲပြဿနာရောဟုတ်ရဲ့လားဒါမှမဟုတ်ပြဿနာရဲ့လက္ခဏာပဲလားဒါတွေကိုသိချာနားလည်ဖို့လိုပါတယ်ဥပမာပြပြောရမယ်ဆိုရင်တော့ကျမတို့ဖွဲ့ရဲ့အလုပ်ပစ္စည်းမှုဟာနှင်းနေရဆိုတာကလက္ခဏာဖြစ်နိုင်ပါတယ်တကယ်ပြဿနာကတော့စက်သွေးရည်အားနည်းနေတာဒါမှမဟုတ်အရင်းအမြစ်မလုံလောက်တာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ identify ဆင်မှာဆိုရင်နံပါတ်1အနေနဲ့အချက်လိုက်တွေကိုစုဆောင်းရပါမယ်နံပါတ်1 မေးခွန်းနဲ့မေးရပါမယ်။ဘာဖြစ်နေရလဲ။ပြည်နေရမှာဖြစ်တာလဲ။ပြည်ရှင်ကလေးရဖြစ်တာလဲ။ဘသူတွေပါဝင်ပတ်သက်နေရလဲ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ဒီလိုမျိုးဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကတော့အရင်မြစ်ကိုရှာပြီးဖို့တဲ့အရေးကြီးဆုံးပါပဲနော်။ဒီလိုပြဆိုအောင်ဖော်ထုတ်နိုင်မှသာကျမတို့ဟာဆိုရင်ပြဿနာရဲ့အင်းမြစ်ကိုတိုက်ရိုက်ပြစ်မှတ်ထားပြီးတော့ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်နော်ပထမဆုံးဖြစ်တဲ့ identify ကိုခိုင်မာအောင်လုံးဆောင်ခြင်းအရဆိုရင် ပြန်နဲ့ရှည်လန်းနေတဲ့ခိုင်မာတဲ့အုံတွေကိုချပစ်လိုက်တာနဲ့အတူတူပါပဲရှင်။ဒါဆိုရင်ပထမဖြစ်ဖြစ်တဲ့ identify ကိုအလုံးနားလည်ရမယ်လို့ယုံကြည်ပါတယ်ရှင်။နောက်ထပ်ရှည်လန်းဖြစ်တဲ့ explore ကိုဆက်လက်လေ့လာကြအောင်နော်။ပြည်သနာဖြစ်ခြင်း proven solving မှာ shopper ဆိုတဲ့အဆင့်ကအလုံးကြီးကြီးပြီးအဆင့်ဆင့်ရှိပါတယ် explore shopper ကြီးဆိုတာပြဿနာကိုရှင်းရှင်းလင်းလင်းသိမြင်မှုနဲ့ဖြစ်နိုင်ခြင်းရှိတဲ့အဖြစ်တွေကိုဖန်တီးဖို့အတွက်ကြည်ပြင်းပြင်း big lesson တွေနဲ့ လုပ်ငန်းစဉ်ကိုဆိုလိုပါတယ်ပြဿနာကိုရှာဖွေခြင်းနဲ့ခွဲခြင်းစိတ်ပါခြင်း explore the problem ဒီအဆင့်ဟာပြဿနာရဲ့အင်းမြင့်အကြောင်းကိုရှာဖွေဖော်ထုတ်တဲ့အဆင့်ဖြစ်ပါတယ် digital lesson တွေကတော့1အချက်လက်စုဆောင်ခြင်း collect information ပြဿနာနဲ့ပတ်သက်တဲ့တက်ဆိုင်ရာအချက်လက်တွေကိုအများဆုံးစုဆောင်ပါပြဿနာဖြစ်ပေါ်တဲ့အကြောင်းရင်းစာတွေကိုအသေးစိတ်ရှိဖို့အတွက်ရှာဖွေပါ2ပြဿနာအင်းမြင့်ကိုပေါ်ထုတ်ခြင်းဖြစ်လာတဲ့ပြဿနာကိုအပေါ်ယံတွေမဆုံးပြဘဲ ပြဿနာဖြစ်ရတဲ့အကြောင်းရဲ့အခြေပြုအရကိုသိကြအောင်ဖော်ထုတ်ပါ။၃။ Why ။ဘာကြောင့်လဲဆိုတဲ့စကားသုံးပြီးမိဂုံးတွေစတဲ့မိကြီးရဲ့ပြဿနာရင်းမျိုးကိုတူဖော်ရပါမယ်။ပြဿနာနဲ့သက်ဆိုင်တာတွေသက်ဆိုင်တဲ့အရင်းမျိုးမှာအတွေ့အကြုံတွေနဲ့သုံးသပ်ချက်တွေကိုမေးမြန်းလေ့လာပါ။ Yes ဘယ်လိုလုပ်တယ်ဆိုတာကဒီပြဿနာကိုဘယ်လိုနည်းနဲ့ဖြေရှင်းနိုင်မလဲ။ဒီဖြစ်နိုင်တဲ့ထင်ရတဲ့နည်းလမ်းတွေရောပါသလား။ဆိုတာကိုလမ်းအကြောင်းမျိုးကနေကြေပြင်းပြင်းစဉ်းစားချက်ဝေချင်မယ်ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ Explore ရေးပါမှုကိုပြောပြခြင်းပါ Explore အဆင့်ကဘာကြောင့်ရေးကြီးလဲဆိုရင်ပြည်ထနာကိုမှန်ကန်စွာဖြေရှင်းနိုင်ခြင်းပြည်ထနာကိုမဆူဆံပဲချက်ချင်းဖြေရှင်းရင်မှားရုံးတဲ့လက္ခဏာကိုသာဖြေရှင်းမိပြီးအရင်းမြစ်ပြည်ထနာကကျန်နေခဲ့နိုင်ပါတယ် Explore လို့ရှင်ကအမှန်တကယ်ပြေးနေမဲ့အဖြေကိုရရှိပါရဲ့စနစ်တော်ဖြေရှင်းရရှိခြင်း Explore လို့ရှင်ကပုံမှန်စဉ်းစားတဲ့အဖြေတွေပြင်ပုံမှန်ထရောက်တဲ့စနစ်တဲ့အဖြေတွေကခြောက်ဝင်နိုင်တဲ့ဒီတကားဖွင့်ပါတယ်ဒါကြောင့် problem solving မှာ explore ရှာပြပါဆိုတာဟာအလင်းဆိုလို့ဖြစ်မှရှာပဲစနေတကြလေးလက်ဆက်ဆက်ပြီးအကားသတ်ရမှုရရှိဖို့အချိန်ယူပြီးစနေအဓိကစင်ပဲဖြစ်ပါဗျဆက်ပြီးတော့ဘန်းနိုင်တယ်မှာပါ set goals ကြောင်းကိုဆက်ပြီးပြကြကြအောင်နော်နောက်ပါတင်တာတစ်ခုကိုဖြည့်ရှိစင်တဲ့အခါစာပြုအနေနဲ့ပန်းနိုင်နိုင်မချင်းဆိုတာအရေးကြီးဆုံးတစ်ခုဖြစ်ပါတယ်ဒါကြောင့်လဲဆိုတော့ပန်းနိုင်မရှိပဲစူးစမ်းနေမယ်ဆိုရင်ဘယ်တော့မှမလဲဆိုတာမသိတာမျိုးဖြစ်နိုင်နေပါတယ် အဲ့ဒါနဲ့မဲ့ချင်းဆိုတာကိုလိုချင်းရဲ့ကြိုးတရားမှုကိုသိချင်းနဲ့တက်မဲ့ချင်းဖြစ်ပါတယ်။ဥပမာဆောင်ဝဲမှာအောင်ချင်းနဲ့ဆိုတာထက်ဆောင်ဝဲမှာမက်ရှိစေကြရဖို့လေ့ကျင့်မယ်ဆိုတာကိုကောင်းတဲ့ဘက်နဲ့တော့ဖြစ်ပါတယ်။အဲ့လိုတက်မဲ့လိုက်တဲ့အခါကိုပါလို့ရမယ်ဘလိုပြင်ဆင်ရမလဲဆိုတာဥပဒေပြောင်းပြလိုက်တဲ့ရန်ညွန်တစ်ခုပါပဲ။အဲ့ဒါတက်မဲ့ရမှာဆက်လက်ဆိုတဲ့နည်းလမ်းကိုလုပ်မိနိုင်ပါတယ်။ PCP ဒီကြရှင်းနေပါစေ။မိရင်မဲ့တဲ့အရာကိုတိတိကျကျတက်မဲ့ပါ။ ဥပမာအင်တာလျှောက်တော့ဘူးခက်ပြီးဒီအားလုံးမဲ့မရှာရေးပဲအဲ့ဒါနိုင်ပါစေလက်လက်ကိုတည်နိုင်အောင်ထားပါဥပမာတိတနာရေးရှားခက်မဲ့အချီရေးပဲရနိုင်တဲ့ဘန်းနိုင်ဖြစ်ပါစေဖြစ်နိုင်လောက်ညီမပါနဲ့ဒရီးဘတ်သုံးဝင်ပါစေအပြည့်အစုံရှိရှိပြီးရေးပါတဲ့ဘန်းနိုင်ဖြစ်ဖို့လိုတယ်ခိုင်ပေါအချိန်ကန့်တဲ့ရှိပါစေမင်းဘယ်အချိန်ကြီးလုံးမယ်ဆိုတာတတ်မှတ်ပါ ဒီလိုပန်းနိုင်တဲ့မှချင်းရမိကိုအောင်မြင်ဖို့လမ်းညွှန်ပေးပါတယ်။ Program ဆိုးဘူးမှာပန်းနိုင်ရှိတဲ့အကြောင်းလုံရမယ့်အဆင့်ကိုရှင်းနေပါပြီ။ဘယ်လိုလဲကနာရီကိုတောင်းအစီအပြေပြည့်ရှိနိုင်မှာဖြစ်ပါတယ်။ဒီကျစရာတွေကိုဆန်းစစ်ပါ။ Program ဆိုးပြီးလုံခန်းစင်မှာရွေးစရာမြောက်ကိုဆန်းစစ်ခြင်းဆိုတာကအလွန်အရေးကြီးတဲ့အစဉ်အဆက်ဖြစ်ပါတယ်။ဒီအဆင့်ရဲ့အသေးပဲကတော့ဒီရှင်းနည်းများစွာကိုရှင်းပြခြင်းပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်အသိနိုင်ရှိတဲ့နည်းလမ်း အကြံဉာဏ်တို့မှဖြစ်စင်းဤတစ်ခုတည်းကိုလည်းမြင့်ချဲ့ပဲနဲ့နိလမများစွာကိုအရင်ဦးဆုံးစဉ်းစားစုဆောင်းတာကိုဆိုလိုပါတယ်။အကောင်းဆုံးရွေးချယ်မှုကိုရှင်းပြခြင်းနိလမများစွာကိုစဉ်းစားပြီးနောက်မှာအဲ့ဒီရွေးချယ်စရာတွေကိုနိုင်ရှင်တုံးတက်ရပါတယ်။အားသာကြအားနေကြမြတ်ဒီခုချင်းစီရဲ့ကောင်းကျိုးသူတို့အနေနဲ့စရာတွေကိုစံစီရပါမယ်။လက်ခံနိုင်စွာတည်နာနဲ့တက်ဆိုင်မှုအလုံးကဒီနတ်ကိုလက်ခံနိုင်ကောင်းတာဆိုရက်ကိုလည်းဆင်ခြင်ကြည့်ရပါမယ်အကောင့်နဲ့ပုံနိုင်စွာ ီနီလန့်ကိုလက်တွေ့အကောင့်တွေပေါ်ကိုရေကူပါမှဆိုရဖို့လဲစဉ်းစားရပါမယ်။ပြည်နှံ့ကို ဖြစ်ရှင်းနိုင်စေ။ပြည်ချိန်လိုက်တဲ့နီလန့်ကမူလပြည်နှံ့အမှန်တကယ်ဖြစ်ရှင်းပြနိုင်မလား။ဒီစရာမမြောင်းလင်းတဲ့ပြည်နှံ့တွေထပ်ပြလာစီမလား။စတဲ့ပြင်စဉ်းစားရပါမယ်။ဘာကြောင့်အခြားရွေးချက်စရာများကိုရှာဖွေတင်းတင်းနဲ့ဆိုရတဲ့ပတ်တိုင်ပြီးတော့ဆက်လက်လေ့လာကြည့်အောင်နော်။အကောင်ဆုံးဖြစ်ခြင်းဤရရှိစေရန်ရွေးချယ်စရာများကိုစဉ်းစားခြင်းကအလင်းစော်လောက်ဆောင်ခြင်းဖြင့်ပုံမူတယောက်တဲ့ဆန်းတဲ့ ြစ်ရှင်းနည်းကိုရွေးချယ်နိုင်မှုကိုညွှန်ပြပါတယ်။အတွေ့အကြုံဘုံမှုရေပြန့်စီရန်လူလူချင်းစီမှာကိုယ်ပိုင်မြင်တဲ့အတွေ့အကြုံပုံတွေရှိတတ်ပါတယ်။ရွေးချယ်စရာများကိုရှာဖွေခြင်းကပုံတွေတွေ့ခေါ်မှုကိုကြော်လွှမ်းနိုင်ပြီးဘုံမှုတည်တော်ဖန်တီးမှုရှိတဲ့ဖြစ်ရှင်းနည်းတွေကိုရှာဖွေနိုင်ပါတယ်။အဆင်မပြေပါကအရင်နေ့ရှိစဉ်ရွေးချယ်လိုက်တဲ့နေရာတစ်ခုအဆင်မပြေတော့ရင်တောင်မှအခြားရွေးချယ်စရာတွေကိုစဉ်းစားပြရဖြစ်လို့အချိန်မကုန်ပဲနောက်ထပ်နေရာတစ်ခုကိုအစားထိုးပြီးတော့လည်းအတုံးပြနိုင်ပါတယ်။အကောင်းဆုံးကိုရွေးချယ်ပါ ပြဿနာတစ်ခုပေါ်လာတဲ့အခါမှာဖြေရှင်းနေမျိုးရှိနေပါတယ်။ဒီနည်းလမ်းတွေတဲကမှအကောင်းဆုံးနည်းလမ်းကိုရွေးချယ်နိုင်ဖို့အတွက်သဘောတရားနဲ့အချက်လက်တွေကိုတည်တည်ချာချာစစ်စစ်သုံးသပ်ရပါတယ်။တချို့နည်းလမ်းတွေက အချိန်ကုန်ကြပေမဲ့အကျိုးရှိနိုင်တယ်လို့တချို့နည်းလမ်းတွေကလွယ်ကူပေမဲ့လည်းရားလည်းမပြည့်စုံတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အကောင်းဆုံးရွေးချယ်ခြင်းဆိုတာက အချိန် အရင်မြင်တဲ့အကျိုးရလဒ်တွေကိုတပြိုင်တည်းစဉ်းစားပြီးတော့ပြည်တနာကို အမြန်ဆုံးနဲ့အထူးအဆိုဖြည့်ရှင်းနိုင်တဲ့နီလန်းကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်တက်ဆိုင်သူတွေနဲ့စိုက်ပေဆွေးနွေးခြင်းကလည်းဆုံးဖြတ်ချက်တစ်ခုကိုပုံမတိကျမှန်ကန်အောင်ကူညီပေးနိုင်ပါတယ်။ဒါလို့အတိအမြင်နဲ့အကောင်းဆုံးရွေးချယ်မှုပြုလုပ်ခြင်းကပြည်တနာဖြည့်ရှင်းမှုကိုအမြင်စေတဲ့အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။အကောင်းဆုံးရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးတော့အချက်၅ချက်သုံးသပ်နိုင်ပါတယ်။ ရှင်ရှင်နီယာအားလုံးကိုတုံ့တက်ပါယခုချင်းစီရဲ့အာတာချက်အာနေချက်တွေကိုတည်တည်ကြဲကြဲတုံ့တက်ပါဥမာနေနဲ့ပြောရရင်ငွေပုံကြားစရိတ်အချိန်ကြာချိန်နဲ့လုံဆောင်ရလက်ကူမှုတွေပဲဖြစ်ပါတယ်အကျိုးရှိဆုံးနီလန်ကိုရေးပါစေတနာကိုအမြန်ဆုံးနဲ့အထူးအဆိုဖြည့်ရှင်းနိုင်တဲ့နေရာတွေဖြစ်ရပါမယ်။တက်ဆိုင်သူများနဲ့တိုင်နေမှာအခြားသူတွေရဲ့အမြင်အတွေ့အကြုံတွေပေါ်ပါယူပြီးဆုံးဖြတ်ရပါမယ်။အနာဂတ်အကျိုးဆက်ကိုစဉ်းစားပါ ရွေးချယ်မှုတစ်ခုအနေနဲ့အနာဂတ်မှာအကျိုးတရားမှုရှိမရှိကိုစဉ်းစားပါဆုံးဖြတ်ပြီးနောက်အကောင့်ထည့်ဖို့ပါရွေးချယ်ထားတဲ့နည်းလမ်းကိုအကောင့်ထည့်ဖို့ပြီးရလက်ကိုစမ်းတက်ကြည့်ပါအကောင့်ထည့်ဖို့ပါအလို့တစ်ခုကိုစဉ်းစားလို့ပြီးတဲ့အခါလောက်ဝပြီးသွားတာပါပဲနောက်ဆုံးအနေနဲ့အရေးကြီးဆုံးအလိုအဆုံးဖြစ်တဲ့အကောင့်ထည့်ဖို့ကိုလိုအပ်လာပါပြီတချို့တွေကအများကြီးစဉ်းစားတတ်ကြပါတယ်ဒါပေမဲ့ တကယ်လက်တွေ့အကောင့်ထဲပေါ်ပြီးလုဖို့ဆိုရင်တော့တုံဆိုင်နေလဲကြပါတယ်။ဒါကြောင့်မို့လို့ဒီအဆင့်ဟာအခက်အခဲဆုံးနောက်ဆုံးအဆင့်ဖြစ်နေတာပါ။ဒါဆိုရင်စဉ်းစားပြီးဆုံးဖြတ်ထားတာမှန်တယ်မြောက်ကိုဘလို့အကောင့်ထဲပေါ်မလဲ။အစီအစဉ်ချပါ။အရှိမစဉ်းစားပြီးရွေးချယ်ထားတာမှန်တယ်မြောက်ကိုအရင်ဆုံးအစီအစဉ်ချရပါမယ်။အစီအစဉ်တကြမလုပ်ရင်အမှားယွင်းတွေဖြစ်နိုင်တာမလို့အစီအစဉ်တကြလုပ်ဖို့ရလဲအရေးကြီးပါတယ်။လောအပ်တာတွေကိုပြင်ဆင်ပါ။ အစီအစဉ်ချပြီးရင်တော့ချထားတဲ့အစီအစဉ်အတွက်လိုအပ်တာတွေကိုပြင်ဆင်ရပါမယ်။လိုအပ်တဲ့ပစ္စည်းကရိယာအခြေအနေအခြေအနေကိုပြင်ဆင်ရပါမယ်။လောက်ဆောင်မှာအစီအစဉ်တွေတကြလိုအပ်တာတွေရလာပြီဆိုရင်တော့စတင်လောက်ဆောင်လို့ရပါပြီ။လောက်ဆောင်တဲ့အခါမှာအစီအစဉ်အတိုင်းလောက်ဆောင်ရပါမယ်။ဒါမလိုဘူးဆိုပြီးအရေးကြီးတာဖိလိုက်မိရင်ပြဿနာကကြီးတွားနိုင်ပါတယ်။တိုးတက်မှုစစ်ဆေးပါ လုံဆောင်မှုပြီးသွားတာနဲ့ငါပြီးသွားပြီဆိုပြီးဒီတိုင်းမနေပါနဲ့ကိုလုတ်တဲ့အရာဟာဘယ်အတိုင်းတာအထိရောက်သွားတယ်လဲဆိုတာကိုစစ်ဆေးပါဘယ်လိုအခြေအနေဘယ်လိုဖြစ်နေပြီလဲဆိုတာကိုလည်းစစ်ဆေးဖို့လိုအပ်ပါမယ်လိုအပ်ရင်ပြင်ဆင်ပါတိုးတက်မှုတွေကိုစစ်ဆေးပြီးတဲ့အခါလိုအပ်တာတွေရှိနေရင်ချက်တိုးလုံဆောင်မှုတွေပြင်ဆင်မှုတွေကိုလည်းလုံဆောင်ရပါမယ် ဟုတ်ကဲ့ပါရှင်ကျွန်တော်ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ problem solving ပဲဖြစ်ပါရှင်လူရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်ပြဿနာဆိုတဲ့အရာလေးတွေနဲ့ကြုံတွေ့ရမှာပဲပေါ့နော်အဲ့တော့ဒီလိုကြုံတွေ့ရတာဟာကိစ္စမရှိပေမဲ့ဒီပြဿနာကိုကောင်းကောင်းမွန်မွန်မဖြေရှင်းနိုင်ရင်တော့ကိစ္စရှိတော့ပါပြီနော်ဒီလိုမျိုးကိစ္စလေးတွေမရှိရလေအောင်လို့ပြဿနာကိုဘယ်လိုမျိုးကင်တွေဖြေရှင်းပေးရမလဲဆိုတာကိုဝေးမျှသွားခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ဒီနေ့ဝင်များလိုက်တဲ့အကြောင်းအရာလေးကနေပြီးတော့ကောင်းမွန်တဲ့အသွေးအမြင်အပြုအမူတွေကိုရရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ကအေးကြီးဆုံးအနေနဲ့ကပြောချင်တာကတော့ဒီလိုမျိုးចောင်းသားចောင်းသူတွေအတွက်တာမကပဲနဲ့လူချီးလူငယ်အတိုင်းအတွက်အကျိုးရှိတဲ့အကြောင်းအရာလေးတွေကိုတစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့ခေါင်းစဉ်တွေအဖြစ်တင်ဆက်ခွင့်ရအောင်လမ်းပြပေးတဲ့ကျမတို့ရဲ့ရှေ့ဆောင်လမ်းပြဒီချေသူကိုအထူးကျေးဇူးတင်ရကြောင်း Great Trail ရဲ့ကိုစားပြောကြားခြင်းပါတယ်ရှင်။အခုလိုမျိုးတင်ဆက်မှုလေးကိုအဆုံးထိလိုက်ပါ ြည့်ရှုပေးတဲ့ညီလေးညီမလေးတွေကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ကတော့ Honestly Private School ကယူတာကျူစာတဲ့ Grade 12ចောင်းသားចောင်းသူလေးများပဲဖြစ်ပါတယ်ရှင်။